က္ကသိုလ်ကျောင်းသားများတက်မကကကျောင်းသားတွေကအမျိုးသားပညာရေးဥပဒေကျမ်းပါအချက်အလက်တွေနဲ့ပတ်သက်ပြီးဗဟန်းနယ်မြေမှာရှိတဲ့အစစ်မြေကွန်ပျူတာတက္ကသိုလ်ကျောင်းရှိမှစက်တင်ဘာလ10ရက်နေ့ကရှင်းလင်းဖို့ပြုလုပ်ခဲ့ပြီးမယ်။ကျောင်းထဲမှာရှိတဲ့ကျောင်းသားကျောင်းသူတွေကပါဝင်ခြင်းမရှိခဲ့တဲ့အတွက်ရှင်းလင်းပွဲကိုရပ်နားခဲ့ရပါတယ်။ကျောင်းသားတက်မကကကျောင်းသားကျောင်းသူတွေဟာအမျိုးသားပညာရေးဥပဒေကျမ်းကဥပဒေတွေကို ရှင်းလင်းဖို့အစုဝေးခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ကျောင်းအတွင်းမှာရှိတဲ့ကျောင်းသားကျောင်းသူတွေကပါဝင်ခြင်းမရှိခဲ့တဲ့အတွက်ရှင်းလင်းပွဲကိုရပ်နားခဲ့ရတာဖြစ်ပါတယ်။ဗဟန်းနေမြေမှာရှိတဲ့အစစ်မြေကွန်ပျူတာတက္ကသိုလ်မှာရှင်းလင်းပွဲရပ်နားခဲ့ပေမဲ့အခြားကျောင်းတွေမှာဆက်လက်လုပ်သွားဖို့ရှိရလို့သိရပါတယ်။ ကျောင်းကတော့အများကြီးပဲဟိုဘယ်လိုပြောမလဲဟိုချုပ်ကံမှုများတာတော့ပြောနေကြပါဟိုမြောက်ဒီကျောင်းသမားကဖွဲ့ခွင့်ကျောင်းတွင်းဖွဲ့စည်းတရားဝင်ဖွဲ့ခွင့်မရှိတာတွေဟိုအဲ့ဒါအဲ့ဒါကြီးကတော့အဓိကချက်ဆရာဆရာမတွေရေချင်းပြေးမီလာမှဒီဘုံချုပ်ကံမှု short မယ်ဆိုတာတွေပေါ့အဲ့ဒါကြောင့်ဆရာတွေအရန်ဟိုနေဖြစ်တယ်ပေါ့ဒီဆရာတွေကအရေးချင်းမရှိဘူးလားနောက်အကျင့်ဆရာတွေဒီအရေးချင်းရှိလာမှဒီအကျင့်သူတို့ရဲ့ဟိုစိုက်တာဝင်ဖြစ်မှ ဟိုရုပ်ကိုင်မှုရှော့မယ်ဆိုတာဆရာရဲ့အနေနဲ့လည်းလက်ရှိအရေးရေးချင်းမပြည့်မီဆိုတဲ့ပုံစံမျိုးကိုဒီလိုလုပ်နေချင်းကကျွန်တော်တို့ဒါပြီးအမြဲတမ်းပညာရေးဥတွေကျွန်တော်တို့ဆန္ဒပြခြင်းမဟုတ်ဘူးဆိုတော့ကျွန်တော်အနေနဲ့ပြောကြလို့ပါတယ်ကျွန်တော်တို့ဒီလိုလုပ်နေတာမဟုတ်တာမဟန်တာလုပ်နေရဖို့ပါဘူးလက်ရှိအာဏာရဆိုးရတော့ကျွန်တော်တို့စန့်ကျင်နေတာမဟုတ်ပါဘူးကျွန်တော်တို့ခေတ်ရဲ့ ကျွန်တော်တို့ပညာရေးမှာကျွန်တော်တို့ចောင်းသားရင်းနဲ့သက်ဆိုင်နဲ့ကျွန်တော်တို့ចောင်းသားမိဘရင်းနဲ့သက်ဆိုင်နဲ့အားလုံးနဲ့သက်ဆိုင်နဲ့ကျွန်တော်တို့ပညာရေးကိုကျွန်တော်တို့လူလာတို့ကျွန်တော်တို့တောက်ဆိုရဒီတောက်ဆိုချင်းမှာကျွန်တော်တို့လာပြီးဟိုတောက်ဆိုရလှူရှားမှုတစ်ခုပြုလုပ်တာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဆန္ဒပြလှူရှားမှုတော့မဟုတ်ပါဘူးကျွန်တော်တို့ဒီဥပဒေကိုကျွန်တော်တို့ကန့်ကွက်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့ဒီចောင်းရှိမှာလာပြီးတော့ကန့်ကွက်တဲ့လှူရှားမှုတွေတစ်ခုလာပြီးပြုလုပ်ခြင်းဖြစ်ပါတယ်ဒီကြောင့်ចောင်းသားចောင်းသူများအနေဖြင့်ကျွန်တော်တို့ဒီအမျိုးသားပညာရေးဥပဒေကြောင်းကပ်ပတ်တဲ့လှူရှားမှုများမှာတာပြီးပူပေါင်းပါဝင်ကြဖို့၄၀၀ကအဖိတ်ပေါ်ပါတယ်ခင်ဗျာ။ကျောင်းထဲမှာကျောင်းသားဒီကျောင်းကအမှန်တကယ်ကျောင်းသားနဲ့တယ် ို့ဒီတိုင်းဒီနေ့ကတရားရဲဘာသာရကသင်ချရဲလို့သင်ချပါလားလို့ကျွန်တော်သိရတယ်။ဟိုကျောင်းသားတွေကထွက်ဖို့တော့ခက်ခဲနေတိုင်းရှိရဲ။ကျမတွေကအဲထဲမှာဘလို့မျိုးပုံတရားနေနဲ့ကျောင်းသားတွေကိုထားရှိနေတယ်ကျွန်တော်မသိရဘူး။အဲတော့ကျောင်းသားရဲ့ထွက်လာမှုအခြေအနေလည်းရန်အားနေတယ်။စိတ်ပါဝင်သားမှုရန်အားနေနေတဲ့အခြေအနေမှာကျွန်တော်တို့ဒါပြီးရှင်းပြတဲ့အခါမှာအခက်ခဲအားလုံးကိုလည်းမိကြရအောင်အဖြစ်ပဲ။အဲတော့လက်ရှိနေမှာကျောင်းသားတွေအဲထဲမှာရှိနေပြီးတိုင်းအောင်ထွက်လာဖို့ကအရန်ခက်ခဲဘယ်လိုမှဖြစ်နေတယ်။အဓိကကြောက်တဲ့စိတ်ကလို့တဲ့အခက်ခဲဖြစ်နေတယ်။ ဲ့တော့ကျွန်တော်တို့ကသူတို့ရှင်းကြတဲ့အခါမှာလည်းအခက်ခဲတွေအများကြီးရှိတာပဲနောက်ဆုံးအခြေအနေကဘာမှလုံးလုံးမရတဲ့အခြေအနေဖြစ်နေဘူးကွာအဲ့တော့ဒီကြေးအားလုံးအနေနဲ့ဒါကိုနားလည်ပေးပါလို့ကျွန်တော်တို့အရင်တောင်းဝန်ချင်ပါတယ်လက်ရှိချိန်မှာကျွန်တော်တို့ရဲ့လှုပ်ရှားမှုတွေကဝိသပညာရေးဥပဒေကျမ်းပေါ်မှာဟိုဇက်တိုက်ဇက်တိုက်လှုပ်ရှားမှုတွေရှိနေပါတယ်ဒါပေမဲ့အဲ့ဒီဓာတ်တွေကအဲဒီတရင်ကျူတင်သိရတဲ့အခါမှာကျူတင်ပြင်ဆင်မှုတွေရှိပြီးတော့ခက်ခဲတဲ့အကြောင်းကျွန်တော်တို့တော်ပြရတဲ့အခါမှာ ပြဿနာတွေအများကြီးဖြစ်လာတာပါဘို့လို့ဆိုကျွန်တော်တို့ចောင်းသားတွေကိုသိနေကြတာပါဝေဒပညာရဲ့ဥပဒေမူကြမ်းကိုဘာကြောင့်ဒီဥပဒေမူကြမ်းအတည်ပြုတော့မှာလဲဘသူတွေရေးဆွဲနေတယ်လဲဘသူတွေပါဝင်ခွင့်ရတယ်လဲကျွန်တော်တို့ចောင်းသားတွေဘာတွေလုပ်နေကြတယ်လဲကျွန်တော်တို့ဓာတ်ပြီးရှင်းပြတာပါလက်ရှိဆောင်ဝဲဖြစ်နေတဲ့သိပ္ပံနဲ့ဒီပညာအောက်ကចောင်းသူចောင်းသားတွေအားလုံးကိုကျွန်တော်ဇက်တိုက်ဇက်တိုက်ចောင်းနေမှာဖြည့်ရှင်းတော့ဖို့ရှိပါတယ်။မနေ့ကကွန်ပျူတာတက်ကတော့တော်ကားမှာပါပြီးတော့ကျွန်တော်စာရွက်တွေဝေပါတယ်။အခုလိုဆိုရှင်းပြပါတယ်။မနေ့ကလည်းကျွန်တော်အခက်အခဲတွေအားလုံးကြိုးလေးနေရပါတယ်။ အနည်းလည်းကျွန်တော်ထပ်ပြီးကြုံတွေ့ပါတယ်အဲ့တော့မနေ့ကလည်းကျွန်တော်တို့ဆက်သွားဖို့ရှိပါတယ်ကျောင်းလေးကျောင်းလေးအားလုံးပညာရေးဥပဒေမူကြမ်းမှာအခန်း14ခန်းပုံမှန်ပေါင်း69ခုပါဝင်ပြီးအခန်း၄ပါအမျိုးသားပညာရေးကော်မရှင်ဖွဲ့စည်းခြင်းတာဝန်နဲ့လုံပိုင်권များအခန်း17ပါပညာရေးစီမံခန့်ခွဲမှုနဲ့ကြီးကြပ်မှုအခန်း17ဘဏ္ဍာရေးစတဲ့ဥပဒေကျမ်းပါပုံမှန်တွေဟာဗဟိုချုပ်ကိုင်မှုဆက်လက်ထားရှိတဲ့အတွက် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ကျောင်းသားတက်မကတွေကကျောင်းသားကျောင်းသူတွေကအဆိုပါဥပဒေမူကြမ်းကိုကန့်ကွက်ကြောင်းသက်ဆိုင်ရာတက္ကသိုလ်တွေမှာဆန္ဒထုတ်ဖော်မှုတွေပြုလုပ်ခဲ့ကြပါတယ်။အမျိုးသားပညာရေးမူကြမ်းပြင်ဆင်ပေးဖို့အတွက်ဇွန်လတတိယပတ်အတွင်းကကန့်ဘလူးမျိုးနဲ့ဇွန်လ9ရက်နေ့ကပြည်ဦးလင်မျိုး၊ဇွန်လ21ရက်နေ့ဩဂတ်လ30ရက်နေ့ကမန္တလေးမျိုး၊ဩဂတ်လ24ရက်နေ့ကမုံရွာမျိုး၊စက်တင်ဘာလ1ရက်နေ့ကစကိုင်းမြို့မှာရှိတဲ့တက္ကသိုလ်တွေစက်တင်ဘာလ2ရက်နေ့ကတကုံတက္ကသိုလ်နဲ့တဝဲတက္ကသိုလ် စက်တင်ဘာလ9ရက်နေ့ကတောင်ကိုတက္ကသိုလ်တွေကတောင်သားတက်မကတွေကဆန္ဒထုတ်ဖော်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။အမျိုးသားပညာရေးမူကြမ်းကိုဇွန်လလကုံကပြည်သူ့လွှတ်တော်ကအတည်ပြုခဲ့ပြီးလက်ရှိမှာ နိုင်ငံတော်သမ္မတကပြင်ဆင်ဖို့သဘောထားမှတ်ချက်25ချက်ကိုပြည်သူ့လွှတ်တော်ထံပြန်လည်ပေးပို့ထားတယ်လို့သိရပါတယ်။အဆိုပါရှင်းလင်းပွဲကိုမီဒီယာတွေကတက်ရောက်သတင်းယူခဲ့ကြပြီးမီဒီယာတွေမဟုတ်တဲ့အရက်ဝတ်နဲ့မှတ်တမ်းတင်တပ်ပုံရိုက်ကူးခြင်းအတန်ဖန်းယူခြင်းများပြုလုပ်သူအများပြားလဲလာရောက်ခဲ့တာကိုတွေ့ရပါတယ်။